hello hello မင်္ဂလာပါ happy mother day ဆလို့မိခင်များအားလုံးကိုနှုတ်ဆက်ပါတယ်ဒီနေ့မှာကျွန်မခံစားမိတဲ့အရာလေးတစ်ခုကိုမိခင်များအတွက် sharing လုပ်ချင်ပါတယ်မိခင်တွေကအမြဲတမ်းပဲပေါ့နော်အာမိခင်တွေပေါ့နော်များသွားဖြင့်လူတွေကမေးကြတယ်ဘာလုံးလုံးလဲလို့မေးတဲ့ခါမှာမိခင်တွေကတော့အော်အလုံးရှိဘူးအိမ်မှာကလေးထိန်းနေပဲနေတယ်ဆိုပြီးမှပြောကြတယ်အဲ့ဒီမှာကျွန်မတစ်ခုခံစားမိတာဘာလဲဆိုတော့ ကျမတို့ကကျမတို့ကိုကျမတို့ဩအပြင်ထွက်ပြီးတော့အလုံးလုံးမပဲဝင်ငွေရအောင်ရှာနိုင်မပဲအလုံးလုံးတယ်လို့ကျမတို့ကခံယူမိတယ်ပေါ့နော်ဒါများသောအားဖြင့်အိမ်မှာနေတဲ့မိခင်တွေကအဲ့လိုမျိုးခံယူမိခဲ့ကြတယ်ကျမလည်းအရင်တော့အဲ့လိုပဲခံယူမိတယ်ဩဟောပေါ့နော် ဲ့ဒါကအလုံးမရှိတာမဟုတ်ဘူးကျမတို့မိခင်တွေကလေအလုံးတွေအများကြီးအိမ်မှာလုပ်ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့မရှိလို့ရှိရင်အာအိမ်မှာမဖြစ်ဘူးသားသမီးတွေဆိုလို့ရှိရင်လည်းမိခင်မရှိရင်မဖြစ်ဘူးအာပြီးတော့အိမ်မှာဆိုလို့ရှိရင်လည်းအိမ်တောင်တာဝန်တွေဆိုလို့ရှိရင်လည်းအာမိခင်ကမလုပ်ဘူးဆိုလို့ရှိရင်မဖြစ်ဘူးဒါကြောင့်မို့လို့အိမ်မှာလုပ်စရာတအားများလွန်းလို့ကျမတို့ကအပြင်ထွက်ပြီးတော့အလုံးမလုံးနိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမက အာမိခင်တွေကိုခေါ်အားပေးချင်တာကတော့ကျမတို့ကအိမ်နောက်တာဝန်တွေများလွန်းလို့လုတ်စရာတွေအိမ်ထဲမှာလုတ်စရာတွေအလုပ်တွေများလွန်းလို့ကျမတို့ကအပြင်ကိုထွက်ပြီးတော့အလုံးမလုံးနိုင်တာဖြစ်တယ်ဒါကြောင့်မလို့အိမ်တော်တာဝန်ကြီးအရန်များပြားတဲ့အရာကိုလုပ်ရင်းနဲ့ကျမတို့ တစ်ဖက်တစ်လားအနေနဲ့ကျွန်တော်တို့မိသားစုအတွက်ဝင်ငွေရအောင်လုပ်လို့ရတဲ့နီလန်လေးတွေရှိပါတယ်လို့ကျွန်မက share တွေလုပ်ခြင်းဖြစ်ပါတယ်ကျွန်မဆိုလို့ရှိရင်လေမိသားစုနဲ့နေရင်နဲ့တွားရင်လာရင်နဲ့ကျွန်မရဲ့လုပ်ငန်းလေးကိုလုပ်ကင်ရင်းနဲ့ကျွန်မကဝင်ငွေတွေရရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အိမ်မာနေတဲ့မိခင်တွေလေအိမ်မာနေရင်နဲ့ဝင်ငွေပါရှာချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မနဲ့လာရောက်ဆက်သွယ်ဖို့ပြင်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ် bye